မက်ဆီရဲ့အရှိန်ဝါဒီပစ်ပကန်က2014ခုနှစ်မှာအင်တာမီယာမီအသင်းကိုဒေါ်လာ25တန်နဲ့ဝယ်ယူခဲ့ပါတယ်7နှစ်အကြာ2025ခုနှစ်မှာအင်တာမီယာမီအသင်းရဲ့တန်ဖိုးကဒေါ်လာ1ဘီလီယံကျော်တန်ကြီးရှိနေပြီဖြစ်ပြီးအဲ့ဒီအတွက်အကြီးမားဆုံးအကြောင်းရင်းကတော့လီယိုနီမက်ဆီရောက်လာပြီးအရာအားလုံးကိုပြောင်းလဲပေးခဲ့တာအကြောင်းပါ မက်ဆီမရောက်ခင်တော့ကအင်တာမီယာမီကဖလားတစ်လုံးမှမရှိခဲ့ပဲအခုဆိုရင်ဖလားလေးလုံးအထိပိုင်ဆိုင်ထားတာဖြစ်ပြီးအမေရိကန်ဘောလုံးလောကမှာတန်ဖိုးအရှိဆုံးအသင်းတွေကတသင်းဖြစ်နေပါပြီ2020လောက်တုန်းကအင်တာမီယာမီအသင်းရဲ့ပွဲစဉ်တွေကိုပြင်းပြလူ2000ကျော်လောက်သာလာကြည့်ခဲ့တာဖြစ်ပြီးလီယိုနယ်မက်ဆီရောက်လာပြီးကလေးကကွင်းပြစ်ကွင်းရှံဖြစ်လာခဲ့ရပါမက်ဆီကအင်တာမီယာမီအသင်းကိုပြောင်းရွှေ့ခဲ့တာမဟုတ်ပါဘူးအင်တာမီယာမီရဲ့သမိုင်းတစ်ခုလုံးကိုပြောင်းလဲပြစ်ခဲ့တာပါမက်ဆီအဖတ်ကတော့အင်မခန့်ပါပဲမကြတဲ့မီကလည်းအမေရိကန်ဘောလုံးအခစားရဲ့အမြင့်ဆုံးအမ မှတ်ပေးစုဖလားဖြစ်တဲ့မေဂျာလိဖလားကိုအင်တာမီယာမီအသင်းနဲ့အတူရယူဆွန်ခူးနိုင်ခဲ့လို့မက်ဆီကသူ့ကစားသမားဘဝမှာစုဖလားပေါင်း48လုံးကိုရယူနိုင်သွားပြီးဒါကဘောလုံးသမားတွေထင်မှာဘသူမှမရနိုင်တဲ့စံချိန်ပဲဖြစ်ပါရင်မက်ဆီကတော့မက်ဆီပါပဲမက်ဆီကိုရှင်ဖို့ဆိုတာဘေးကစားသမားမှာမဖြစ်နိုင်တော့ပါဘူးမက်ဆီဟာကပအကောင်ဆုံးဂုတ်ကြီးတစ်ယောက်ဆိုတာအလုံးကလက်ခံကြရတော့မှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြကြရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ